မင်္ဂလာပါခုတစ်ခေါက်လဲဂျပန်ဝေဖာလေးဟိုမှာဒီဇိုင်းလေးက2မျိုး2မျိုး3မျိုးပေါ့ဒီဇိုင်း3မျိုးပြနေတယ်ဒီချိန်မှာเนาะဒါလေးပြီးဒီအောက်ကเนาะအဲ့ဒါမှမဖြစ်ဘူးခင်ဗျာကြည့်တော့ကြူတူပဲတရားလေးอ่ะဒါလေးကနော်စဲရှိတောက်လေးပဲဖြတ်ထားတာဒါဟိုရှိရေเนาะသူ့ရဲ့အစင်လေးကဒီလိုလေးချစ်စရာလေးသူကနော်နော်ကြီးနော်နော်ကြီးပေါ့เนาะအပွင့်ပုံစံလေးကဒီလိုပုံသားဟိုမှာဖြစ်ထားတာဖြတ်လို့ရတယ်အလေးရှိရေအစင်ပြပါပေါ့เนาะဒီဟာအရင်လာရေเนาะဒီမှာဒီလိုမျိုးလို့ ပွင့်လေးကနှုတ်တယ်ကာလာလေးနဲ့လှပါပေါ့နော်ဒီအရာလေးဆိုရင်ဒီလိုလေးဒါလေးကတော့စင်းလုံးလေးကတကိုက်ကို9000နဲ့6000မှာလို့တလောက်ဖြတ်လို့ရတယ်နော်ဒါတော့ sample ပြပေးရဒီလိုမျိုးလေးဒီလိုမျိုးလေးနော်ဒီရောင်လေးကြိုက်တယ်ဆိုနံပါတ်လေးကသူက6ပါနံပါတ်6ကလေးပါเนาะအဲ့အစင်ကမှလေဒီအရောင်လေးလည်းရှိရယ်ဒီအောင်ကြတော့ရင်ညိစင်အောင်လေးရင်ညိစင်အောင်လေးလားကြည့်ရအောင်เนาะ ါလေးလည်းရင်ညစ်စင်နေဒီအပွင့်ခက်လေးကအပွင့်သေးလေးနဲ့လှရတယ်လားဒါလေးကနံပါတ်9ကလေးပါနှုတ်နှုတ်ကလေးနဲ့လို့ဝရအရင်ကနောက်တစ်ချက်လေးကကြတော့ဒီပုံစံလေးကအပွင့်သေးမယ်သူကကြတော့ဟိုကအခက်ကလေးပါဒါဆိုအပွင့်ပဲပွင့်တေးသေးလေးအနက်ဖြူလေးဖြူနဲ့ကလေးလားနော်ဒါလေးနဲ့ချစ်စရာလေးဒါကတေးသေးလေးပေါ့တေးသေးလေးလို့ကျင်တယ်အပွင့်တေးသေးလေးတိုက်ပဲဆိုဒါလေးနံပါတ်10ပါသူကဒါနေ့ကနံပါတ်10ကလေးပါအဲ့အစင်လေးကိုမှသူအရောင်နဲ့ရှိတယ် ရောင်လေးနဲ့ကောက်ပတ်ပြီးလို့ရောင်လေးဒါလေးကတော့နံပါတ်9ပါနံပါတ်9လေးပါနောက်ဆုံးထည့်လေးကကြတော့သူကပုံစံတစ်မျိုးလေးဒီလိုမျိုးလေးတေးလေးနဲ့တော့ချစ်ဆရာကြီးကလေးရဒါဆိုအပွင့်တေးတေးလေးအကွက်တေးတေးလေးပေါ့နော်အပွင့်မဟုတ်ဘူးဒါကတော့ဒီလိုလေးနော်ကွက်တေးတေးလေးဒါလေးကနံပါတ်30ပါရှင် ။ဒါလေးလိုချင်နံပါတ်30ပါ။ဒီဇိုင်းလေးတွေကတော့၃မျိုးရောထားရအောင်နော်။ဒီထဲမှာ၃မျိုးရောထားပါရတယ်။ကြိတ်တဲ့ဒီဇိုင်းလေးရှင်ရွေးပေးပါ။လိုသလောက်ဖြတ်လို့ရပါတယ်။တကိုင်းစင်း9000နဲ့6000ပါနော်။ဂျပန်ဝေဖာလေးတွေကဒီလိုမျိုးတင်မှုတူတဲ့ခါပြပြအေးတဲ့ခါပြကိုရတာ။ကိုရကိုပေါ်မှာတအားဝင်ရတာအဆင်ပြေ။ကိုပေါ်ပါလိမ့်မယ်ပေါ့နော်။သက်သက်သာရှိစေပါလေ။အားပေးပါအောင်။